嘿嘿。<noise> <noise> <noise> ပရိသတ်၄ပါးကြောင့်ဤသာသနာတော်ကွယ်လိမ့်မယ်လို့သတ္တမပရိရူပကတုံးမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ပရိသတ်၄ပါးထဲမှာလည်းပဲယဟန်ပရိသတ်ကဥဆောင် ဖြစ်တဲ့အတွက်ယဟန်ကစမှားပြီဆိုရင်နောက်ကဒကာဒကာမတွေလည်းအကုန်မှားမှာဖြစ်တဲ့အတွက်သာသနာတော်အစောကြီးကွယ်ပါလိမ့်မယ်။သာသနာတော်အစောကြီးမကွယ်ရလေအောင်ဒကာဒကာမတွေလည်းလမ်းမှားကိုမရောက်ရလေအောင် လူတကာတကာမတွေအပေါ်ကိုယဟန်တို့ပြုကျင့်ရမယ်ကျင့်ဝတ်၆ပါးကိုတိန်ကလောဝါဒတုံးမှာမြတ်စွာဘုရားကဟောကြားခဲ့ပါတယ်ကျင့်ဝတ်၆ပါးကဘာတွေလဲဆိုရင်ပါပါဏိဝေရင်တိတကာတကာမတွေမကောင်းမှု အမှားလုပ်နေတာတွေကိုတားမြစ်ပေးရမယ်ကလျာဏီဏိဝေသင်တိကောင်းတာတွေလုပ်ဖို့အတွက်ညွှန်ကြားပေးရမယ်ကလျာဏီမနတာအနုကံပန်တိသနာသောစိတ်ထားဖြင့်အစဉ်စောင့်ရှောက်ပေးရမယ် အတုတံပရိယောဒါဝန္တိမကြာဘူးတာတွေကို နားလေလွယ်အောင်ပြောပြပေးရမယ်။သုတံပရိယောဒါပင်တိကြာဘူးတာတွေကိုလည်းပဲခိုင်ခန့်အောင်ထပ်ပြီးပြောပြရမယ်။သက္ကတမကံအာစိတ်ခန္တိတန္တရာဝိစင်းရဲမှလွမြောက်ကြောင်းတရားတွေကိုလည်းပဲဟောကြားပေးရမယ်။အဲဒီလိုကျင့်ဝတ်၆ပါးနဲ့အညီကျင့်မယ်ဆိုရင်ဒဂရကမတွေကောင်းကျိုးတွေရပြီးသာသနာတော်လည်းပဲအထွန်းရှိကြတည်တံ့ပါလိမ့်မယ်။ ဖော်ပြပါကျင်းဝတ်6ပါးနဲ့ညီအောင်မကျင်ပဲအမားတွေလိုက်လုံနေမယ်ဆိုရင်ဒကာဒကာမတွေလည်းပဲကောင်းကျိုးတွေဆုပ်ယုပ်ပြီးသာသနာတော်အစိုးကြီးကွယ်ပါလိမ့်မယ်